နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့ကနေထွက်လာတဲ့အစည်းရိတ်တရားကြော်ပါတဲ့စစ်ကားတန်းဟာလက်ရှိမှာကံမမြို့ကိုရောက်ရှိနေပြီးတော့ရှေ့ဆက်တိုးနိုင်ဖို့အတွက်လမ်းတစ်လျှောက်မှာရှိတဲ့မြို့တွေရွာတွေကိုလေကြောင်းကနေဘုံကျရာတောင်းနဲ့ချီတဲ့ပြည်သူတွေဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပခုတ်ကူမြို့အမှတ်တရတဲ့ချင်းပြန်တပ်မဌာနချုပ်တပ်မတရတဲ့ကနေမေလ29ရက်နေ့မှာစတင်ထွက်ခွာလာတဲ့တင်ကားနဲ့ဗန်ဟိုးကားတွေအပါအဝင်ကားစီးရေ126စီးပါတဲ့စစ်ကားတန်းဟာ ပေါ့မြို့ဘက်ကိုဥတည်နေတယ်လို့ဆိုပါတယ်အဲ့ဒီကာရန်ရွှေဆက်တိုးနိုင်ဖို့အတွက်ဇွန်လ9ရက်နေ့ညနေ9:00လောက်မှာကမ္ဘာမြို့ရဲ့အနောက်ဘက်ခြေရွာတွေကို112အမျိုးအစားလေးရင်နဲ့ ဘုံအလုံးကြီး30ကျော်ကျဲချတိုက်ခတ်ရာကြေးရွာတွေကိုကြက်ရောက်ပောက်ကွဲပြီးတော့နေအိမ်နဲ့အဆောက်အုံများပျက်စီးသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်ကြေးရွာတွေကိုကြက်ရောက်ပောက်ကွဲလို့ထိခိုက်ပျက်စီးသွားတာပါစာတင်ကြောင်းတွေလည်းပျက်စီးကုန်တယ် transformer တွေပျက်စီးတယ်ကားပေါ်တွေကျတော့အိမ်တွေလည်းပျက်စီးမှုရှိတယ် transformer ကနှလုံးပြတ်သွားတော့မီးမရတော့ဘူးပြည်သူတွေကလေရင်တန်ကြားလို့ဘုံခုကျင်းနေတဲ့ကိုဝင်နေလိုက်လို့သာ ပြည်သူတွေမထိခိုက်တာလို့ပြောပြထားပါတယ်စစ်ကောင်စီအုပ်စုက လေရင်နဲ့ဘုံကျဲတက်ခတ်ပြီးတဲ့နောက်စစ်ကားတန်းရှေ့ပြေးစစ်ကြောင်းကကံမမျိုးအနောက်ဘက်ဂျိုးပြကြေးရွာအနီးကိုရှေ့ဆက်တိုးလာကကားအများစုကတော့ကံမမျိုးပေါ်မှာပဲရှိနေသေးတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီအုပ်စုရဲ့ရန်ကြောင်းကံမမျိုးပေါ်ကပြည်သူတွေဟာစစ်ဘေးရှောင်ထွက်ပြေးနေရပြီးတော့မြို့ထဲမှာကြံနေတဲ့သူတွေကိုစစ်ကောင်စီအုပ်စုကတနက်နဲ့လိုက်လံပစ်ခတ်ဖမ်းဆီးနေတယ်လို့မြို့ပေါ်ကဈေးဆိုင်နေနဲ့နေအိမ်တွေကိုဖောက်ထွဲပြီးတော့တံမိုးရှိတဲ့ပစ္စည်းတွေကို ခိုးယူလူရက်နေတယ်လို့သိရပါဗါဒါအပြင်ဇွန်လ9ရက်နေ့ညနေကလည်းကမ္ဘာမြို့အရှိပံရေမြက်ကြီးပါဂေါရမဖုံးတော်ကြီးအကြောင်းကဖုံးတော်ကြီးနှစ်ပါးကိုစစ်အုပ်စုကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အခုချိန်ထိပြန်မလွတ်ပေးသေးဘူးလို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီအုပ်စုရဲ့ရန်ကြောင်ကမ္ဘာမြို့ပေါ်ကပြည်သူအယောက်တထောင်ခန့်အပါအဝင်ပခုတ်ကူကံမပေါက်ကားလန်တလျှောက်ကမြို့ရွာတွေကပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးနေရပြီးတော့စားနပ်ရိတ်ခါလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ် ပေါ့မြို့ဘက်ကိုဥတည်နေတဲ့စစ်ကားတန်းမှာရွှေစုံကဗဟိုနောက်မှာ တင်ကားအသေးတစည်းကို တင်ဆောင်လာတဲ့ဆယ်ဘင်းကားဂျမ်းမာကားအဲ့ဒီနောက်ကားစီး20လောက်ကစစ်ကားအကြီးကြီးတွေအဲ့ဒီရဲ့နောက်မှာမှ နိုင်ငံသားတွေလိုက်ပါလာတယ်လို့ယူဆရတယ်အနီနဲ့အစိမ်းကြအိမ်စီးကား၄စီးအဲ့ဒီကားတွေရဲ့နောက်မှာစစ်ကောင်စီအုပ်စုရဲ့လက်နက်လူအင်အားနဲ့ခိုးရပါပစ္စည်းတွေကိုတဲတဲ့စစ်ကားကြီးတွေနဲ့တင်ကားအကြီးတစည်းတင်ဆောင်လာတဲ့ဆန်နဘင်းကားနောက်ဆုံးကား၃စီးကရိတ်ခါတင်တဲ့ကားတွေဖြစ်ကစုစုပေါင်းကား126စီးဖြစ်တယ်လို့ မြိုင်တောင်မင်းမြေပြင်သတင်းမှအပြန်ကြားရေးအဖွဲ့ကဖော်ပြထားပါတယ်။ပခောက်ကူမြို့တက်မတရတဲ့တက်မမှုနဲ့စစ်ကောင်စီအုပ်စုအများစုဟာညီနောင်သုံးဘွဲ့ရဲ့1027ဆက်စင်ရဲ့အတွင်ရှမ်းမြောက်တခွင်တိုက်ပွဲတွေမှာစစ်တုံးမန်းအဖြစ်နဲ့ဖမ်းဆီးခံရတဲ့ဒုတွေဖြစ်ပြီးတော့တချို့ကတော့ပြန်လွတ်လာပြီးတော့တချို့ကတော့အဖမ်းမခံပဲကိုလိုယုံထွက်ပြေးလာတဲ့ဒုတွေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။